ဒင်းကောင်ကဝိညာဉ်နဲ့တဲတွေမွေးပြောခိုင်းစားနေရတယ်နော်ဒီကြတာပေါ့နော်ဘာဖြစ်သွားတင်းတင်းမတကားတင်တာတောင်တောင်ဇက်မရဘူးပေါ့နော်အဲအဲ့တော့သူကထူးခြားတဲ့ဇက်ကလေးကိုခေတ်အတွက်ကိုတမင်တကားကိုဖန်တီးပေးရတာပေါ့ဒီတန်တောင်ဒီဦးရောပါဘယ်ခုနောက်ဝင်တယ်တိမ်ပကြီးပြီးွားတဲ့အချိန်မှာနောက်ထပ်ဇက်ရှာဖို့သူတော်တော်ခက်လိမ့်မယ်လို့ဘာဖြစ်လို့ဆိုဒီထက်ကြောင်အောင်ကြောင်အောင်သူလောက်ရတော့မယ်လေနာနာဘာဝလောကောင်းမြင်နေဆိုတာ ကွန်မိုဒီဇန်ညွန်ထဲမှာဟိုမပေါ်တဲ့တချို့အခွက်တွေကို editing နဲ့သူကရုပ်လုံးကြောင်းဖော်ထားတယ်အဲ့တော့ editing ကတော့ဘယ်လိုပြောရမလဲ director girl ဆိုတော့သူရာသီချင်းနဲ့မတ်တန်နာကိုကိုပေါ့နော်အဲနောက်တစ်ယောက်ကကျတော့ DP ပေါ့နော်အာရင်းခုံနဲ့အရန်ရင်းခုံနဲ့ပြောစေပြကြည့်အောင်ပါဆိုဘလို့နေလဲအဲဟုတ်တယ်မနေ့ကကျတော့ family show ပေါ့နော်အမှတော့ကြည်ပြီးွားပြီ လူနဲ့နဲ့နဲ့ပဲပေါ့ဒီမှာကျတော့ယုံကြည်နဲ့လူအများကြီးနဲ့လူကရတမနာယုံဆိုလူ၈00ကျော်ဆန့်တာဆိုတော့တို့ရဲ့ response တွေအတန်တွေပေါ့နော်အများကြီးကြားမယ်အဲ့တော့ပိုရင်ခုန်တယ်ပိုရင်ခုန်တယ်ဟုတ်ရလဲနော်တော့ဟာရှယ်ပေးပေးကြတာနော်အဲဟုတ်တယ် တော့ဘယ်လောက်ထိပြည်ပြရလဲအော်ပြည်ပြရတာပေါ့ဟိုမနေ့ကဆိုမထင်တာဟုတ်လေကျွန်တော်ဆို Andy Grace တို့ဘာလို့လာကြည့်တယ်ဦးမြခိုင်တို့လာကြည့်တယ်ကြောက်တယ်လေသူတို့ကကြအမှန်ပြောတယ်သူလေအမှန်ပြောတယ်သူနောက်ကားကြည့်ပြီးထွက်လာတော့သူတို့ရဲ့ feedback တွေကအရန်ကောင်းနေတော့ကိုကအရန်ပျော်သွားတာပေါ့နော်အဲအဲ့ထက်ပို့ပြီးတော့ပို့ပြောတာတော့ဒါ producer မင်းသမီးကပို့ပြောမှာပေါ့နော်အဲဟုတ်တယ်ဟိုကကိနဲ့ပေါ့နော်အဲ့လိုမျိုးဟိုရေးပြအောင်ကိုတကယ်တည့်ရတာပေါ့နော်အဲကိုဝင်းလင်းထန်တဲ့အဲကိကလည်းအဲ့လိုမျိုးမျိုးစုံပြောတာပေါ့နော်အမျိုးစုံကြီးတွေကြတာပေါ့နော်ဘာဖြစ်သွားတတိမတကားတင်တာတောင်တောင်ဇ က်မရဘူးပေါ့နော်အဲအဲ့တော့ဆိုတော့ထူးခြားတဲ့ဇက်ကလေးကိုခေတ်အတွက်ကိုတမင်တကာကိုဖန်တီးပေးရတာပါဟုတ်ကဲ့အာအမှတ်ပြည့်ပဲအမှတ်ပြည့်အမှတ်ပြောရရင်တော့အမှတ်ပြည့်တဲ့ကိုသူကကြော်နေတာပေါ့နော်လွန်နေတာသူကခုနဟိုပြောသလိုပေါ့သူ့ရဲ့တရုပ်ဆောင် level မှာသူက peak ကို peak ပေါ့နော်ထိတ်ဆုံးကိုရောက်နေပြီရောက်နေပြီဆိုတော့နောက်ထပ်သူအကိုဆိုအမြဲပြောတယ်အခုနောက်ဝင်တယ်တိမ်ပကြီးပြီးွားတဲ့အချိန်မှာနောက်ထပ်ဇက်ရှာဖို့သူတော်တော်ခက်လိမ့်မယ်လို့ဘာဖြစ်လို့ဆိုဒီထက်ကြော်အောင်ကြော်အောင်သူလောက်ရတော့မယ်လေလောက်ရတော့မယ်ဆိုတော့အဲ့လိုမျိုးသူ့ရဲ့တရုပ်ဆောင်စွမ်းရည်ကိုဒီထက်ပို့ပြီးဘာမြင်တာပေါ့နော်ဘာ ဲ့ဘာမြင့်တဲ့အချိန်မှာ ဇက်ကတော့တော်တော်ရှားသွားလိမ့်မယ်သူ့အတွက်ကတော့ဟုတ်အဲဟုတ်တယ်ပြဖြစ်မှာဖြစ်မှာဘာဖြစ်လို့ဆိုဟိုပါပေါ့တိမ်မကြီးနဲ့ taste မတူဘူးလေတိမ်မကြီးကကြတော့သူကတကယ်ကို romance drama ပေါ့နော် တကယ်ကို drama မှာအနစ်အသီးပေါ့အဲဒီမှာကကြတော့ပရိသတ်မမြင်ဘူးတဲ့ဟာတွေမြင်ရမှာအဲအဲ့ဒါတော့အများနဲ့လွဲလာတဲ့ community တွေကကိုမိုနီကတော့မမျော်လေးဘူးဒီဇက်မှာပေါ့နော်အဲဒီဇက်ကကိုကိုမိုနီဟိုလိုပေါ့နော်ရားစေခြင်းနဲ့နှစ်ယောက်ရှိတယ်နှစ်ယောက်ရှိတယ်ကစ်ကစ်အပြင်ပေါ့နော်ကစ်အပြင်ပေါ့ကစ်ကတော့ဒါမနစ်ကလည်းရပြီးသားဆိုတော့ back to back ပေးရင်တော့သူရနိုင်တယ်ပေါ့နော် ဒါပေမဲ့ဒီဇက်ကားမှာလောကမရသေးတဲ့အစ်စ်နှစ်ယောက်ကိုဘာကိုရစေချင်လဲဆိုတော့ editing editing ကိုကြည့်ကြည့်ပါဘာဖြစ်လို့ဆိုတော့ဒီကား suspense horror ဆိုတော့ editing မှာအများကြီးလက်စွမ်းပြထားတယ်ကွန်မိုဒီဇက်ညွန်းထဲမှာဟိုမပေါ်တဲ့တချို့အခွက်တွေကို editing နဲ့သူကရုံလုံးကြောင်းဖော်ထားတယ်အဲ့တော့ editing ကတော့ဘယ်လိုပြောရမလဲ director girl ဆိုတော့သူကရစေချင်တယ်မတ်တန်နာကိုကိုပေါ့နော်အဲနောက်တစ်ယောက်ကကျတော့ DP ပေါ့နော် director of photography သီဟာသစ်ပါအဲသီဟာသစ်ကလည်းဒီကားမှာအရန်စ조사ထားတယ်သူလူငယ်လေးပေါ့နော်သူတစ်ခါမှလည်းမရသေးဘူးသူကားတွေလည်းအများကြီးရိုက်ပြီးပြီဒါပေမဲ့ဒီကားမှာထုံးစံအတိုင်းဒီ horror suspense ကနောက်ကျေးလက်ရှုခင်းအလှတဘာဝရိုမန့်ဆိုလဲရိုမန့်ပေါ့နော်အဲ့ဒီနေရာမှာသူ့ရဲ့ရိုက်ချက်တွေကိုကြည့်လိုက်ပါအဲတကယ်ကိုလိုအပ်တဲ့နေရာမှာလိုအပ်တဲ့ရှုတောက်နေကိုသူကလုံးဝ angle ကိုလုံးဝမလွတ်စေပဲနဲ့ရိုက်ထားတာပေါ့နော်အဲ့တော့ editing နဲ့ director of photography ရောတကယ်ကိုရစေချင်တာဟုတ်